မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်။မျိုးသိန်းတိုက်ပွဲသတင်းကတော့ MNDAA ကလာရှုံမှာရှိတဲ့ရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကိုတိမ့်ပိုက်ရရှိသွားပြီဖြစ်ကြောင်းကြေညာပြီးတဲ့နောက် လမ်းရှုံးမျိုးကိုတိမ့်ပိုက်ထားမှုကိုဓာတ်ပုံတက်တဲ့ဗီဒီယိုတက်တဲ့များနဲ့တကွာထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ MNDA ကထုတ်ပြန်လိုက်တဲ့တက်တဲ့ဓာတ်ပုံများမှာလမ်းရှုံးမျိုးတော်ခန်းမှာခလိုက်ရ41ခမရ900ခွန်အင်ဂျင်နီယာတရင်အမှတ်95ကိုစောက်လို့ရေးတက်ခွဲလမ်းရှုံးမျိုးလေကောင်ရဲစခန်းမူရဲရဲတပ်ဖွဲ့မိသက်ဌာနစေယုံကြီးအပါဝင်လမ်းရှုံးမျိုးလေနေရာများအလုံးကို သိမ့်ပိုက်ထားမှုများကိုထုတ်ပြန်ထားတယ်လို့သိရပါဗါးလာရှိုမျိုးနယ်ကို MNDA ကသိမ့်ပိုက်ရရှိထားကြောင်းဇူလိုင်လ25ရက်နေ့မှာတရားဝင်ကြေညာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးလာရှိုမျိုးစည်ရေးအုပ်ချုပ်မှုကော်မတီဖွဲ့စည်းပြီးတော့ MNDA ကအုပ်ချုပ်မယ်လို့တရားဝင်ကြေညာထားပါတယ်လာရှိုမှာစည်ရေးအုပ်ချုပ်မှုကော်မတီဖွဲ့စည်းပြီးတော့တိုက်ပွဲအပြီးမျိုးနယ်အုပ်ချုပ်ရေးနဲ့ပြည်လဲထူထောင်ရေးကိုဆောင်ရွက်မှာဖြစ်တယ်လို့သိရပါဗါးလာရှိုမှာရှိတဲ့အစိုးရဝန်ထမ်းများ၊ကျောင်းဆရာဆရာမများ၊ဆရာဝန်များနဲ့တူနာပြူများအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းတာဝန်များကိုပြန်လည်လာရောက်ထမ်းဆောင်ကြရန်တရုတ်အမျိုးသားလူမှုရေးအဖွဲ့အစည်းများအနေနဲ့လာရှိုးအေရီးယားစစ်အုပ်ချုပ်ရေးကော်မတီကိုကူညီပံ့ပိုးပေးကြရန်ပန်ကြားထားတယ်လို့သိရပါတယ်။ MNDA ရဲဘော်များအနေနဲ့ကျင့်ဝတ်တဲ့စည်းကမ်းများကိုလိုက်နာရမှာဖြစ်ပြီးတော့ယာဒူးကိုအလွဲသုံးစားလုပ်ခြင်းအရက်သားများရဲ့အကျိုးအမြတ်ကိုလူယူခြင်းနဲ့အရက်သားများရဲ့စီးတဲ့အုပ်စာများကိုတင်ယူခြင်းများကိုကျူးလွန်ပါက ပြင်းထန်စွာအရေးယူမှဖြစ်ကြောင်းသတိပေးထားပါတယ်ပြည်သူများအနေနဲ့ MNDA တပ်ဖွဲ့ဝင်များဝေရောက်လာမှုကိုစိုးရိမ်ထိတ်လန့်ရန်မလိုပဲဆိုင်ငန်းများကိုဆက်လက်ပြီးတော့ဖွင့်လှစ်နိုင်ကြောင်းပြောဆိုထားပါတယ်ကုံစင်းနှုံမြင့်တင်ခြင်းကိုကန့်ကွက်ပြီးတော့မူလနေထိုင်ရေးစနစ်ကိုအမြန်ဆုံးပြန်လည်တည်ဆောက်ရန်တိုက်တွန်းထားတယ်လို့သိရပါတယ် MNDA တပ်ဖွဲ့ဝင်များစီကံဖောက်ဖျက်ပါကအချိန်မရွေးလာရောက်တိုင်ကြားနိုင်ပြီးတော့ပြည်သူလူထုကိုဖိနှိပ်ခြင်းများလုံးဝကန့်ကွက်ပြီးပြင်းထန်စွာအရေးယူသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ လားရှုံမြို့မှာ online လိမ်လည်မှုနဲ့တရားမဝင်လုပ်ငန်းများကိုပြင်းပြင်းထန်ထန်တိုက်ဖြတ်နှိမ်နှင်းမှာဖြစ်ပြီးတော့သတင်းတူးနဲ့ဝါဒမိုက်တိုက်ခြင်းများကိုလည်းအေးအေးယူမှာဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲကြောင့်ပျက်စီးသွားတဲ့အရသားတွေရဲ့နေအိမ်များကိုပြုပြင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုကုညီပံ့ပိုးပေးမှာဖြစ်တယ်လို့သိရပါတယ်။အခက်အခဲများရင်ဆိုင်လာရပါကအကူအညီကိုလာရောက်စုံစမ်းနိုင်ပြီးတော့တိုင်ကြားရန်နဲ့အကူအညီတောင်းခံရန်ဖုန်းနံပါတ်များကိုပါတပါးလေးကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်း MNDAA ရဲ့လာရှုမျိုးသိမ်းတိုက်ပွဲအတွင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ရဲ့ G1 စစ်အရာရှိအမတ်30ဆင့်ပြေပင်စေးတက်ရင်မှုတိုက်ပွဲဝင်စီယုံရေးတင်တန်းကြောင်ဒုကြောင်အပါဝင်အစ်မြင့်စစ်အရာရှိကြီးများတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ26ရက်နေ့ကအမတ်30ဆင့်ပြေပင်စေးတက်ရင်မှုဟာ MNDAA ကစတင်တိုက်ခိုက်တဲ့အချိန်မှာ တက်ရဲအလိုက်မော်တော်ယာဉ်တက်ခွဲကနေပြီးတော့တိုင်းစစ်ဌာနချုပ်ထဲကိုထွက်ပြေးသွားတယ်လို့သိရပါဗါးအခုလိုထွက်ပြေးတဲ့အချိန်မှာစေးတက်ကတရဲမှုဟာကြီးစံထိမှန်ပြီးတော့တေဆုံးသွားတယ်လို့သိရပါဗါးရမခတိုင်းစစ်ဌာနချုပ်ရဲ့ပြည်သူစစ်ဂျီဝမ်ကတော့တိုင်းစစ်ဌာနချုပ်နဲ့ AD မီပွိုင်ဂျာမာပြင်တေဆုံးကတိုက်ပွဲဝင်စီယုံတင်တန်းချောင်းကဒုတိယကျောင်းအုပ်ကတော့ဇူလိုင်လ28ရက်နေ့မှာတိုက်ပွဲမှာတေဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗါးဖြစ်စဉ်တွေကတော့ရှီအောင်ပါပဲအခြေအနေတွေကရှုပ်ထွေးနေတော့လေကျွန်တော်တို့ကတေကြတဲ့ တကယ်လုံးဝမိုဟင်းကဖြစ်သွားတဲ့စရင်ကိုပဲအတီးပြုတ်ပြီးတော့ပြန်ပြောပေးတာပါရှိတာတော့ရှိအောင်ပါပဲကျန်တဲ့အငယ်တွေကတော့များလုံးလို့စရင်ပြုစုဖို့ကတော့မှတော်တော်ကိုခက်ခဲနေတာထပ်တိုးလာအောင်ပါပါအများကြီးပဲလို့စီဒီယံဘိုးကြီးဇင်ရော်ကပြောဆိုထားပါတယ်လက်ရှိမှာ MNDA တပ်များကလာရှုမျိုးတော်ခန်းမှာခလာရ41ခမာရ900ခေါ်အင်ဂျင်နီယာတိုင်ရင်အမှတ်959စောက်လို့ရေးတက်ခွဲ အမတ်ကုတစ်နှစ်စစ်မြေပြင်အင်ဂျင်နီယာတရဲလာရှုံမျိုးလေကောင်ရဲစခန်းမူရရဲတပ်ဖွဲ့မိသက်ဌာနစေယုံကြီးအပါအဝင်လာရှုံမျိုးလေနေရများအလုံးကိုတိမ့်ပိုက်ထားမှုများကိုဓာတ်ပုံတက်တည်များနဲ့တကားထုတ်ပြန်ထားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရဇော်မဲလုံးကတော့လာရှုံမျိုးကိုတိမ့်ပိုက်နိုင်ပြီလို့ကြေညာထားမှုတွေဟာသတင်းအမှားသာဖြစ်ပြီးတော့မဟုတ်မမှန်လောက်ကျန်ဝါရဖြန့်ခြင်းသာဖြစ်တယ်လို့ဖင်ပိတ်ငင်းဆိုထားစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ရှေးမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားတဲ့လာရှုံမြို့နယ်တစ်ခုလုံး MNDA လက်ထဲကိုကြားရောက်ခြင်းမရှိသေးကြောင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ထံကိုစစ်ဘက်ဆိုင်ရာအစီရင်ခံစာတွေကတင်ပြကြပြီးတော့မင်းအောင်လှိုင်ကလည်းလာရှုံရမခဆက်လက်ထိန်းထားနိုင်တယ်လို့ယုံကြည်နေစေဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စေယုံအစီရင်ခံစာတွေမှာတော့ရမခနဲ့လာရှုကမကြသေးဘူးထိန်းထားနိုင်တယ်ဆိုပြီးတော့အစီရင်ခံစာတွေကတက်ချုပ်စီအထီကိုတတ်ထားပါတယ်တက်ချုပ်ကြီးဘက်ကလည်းရမခရော လာရှုရောမကြသေးတဲ့အတွက်လိုအပ်တဲ့စီရေးပြင်ဆင်မှုတွေကိုလုပ်ဖို့နဲ့ဒုတက်ချုပ်အထီပါအ အနီးကကြီးကျက်ကိုကဲမှုညွန်ကြားမှုတွေရှိတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောဆိုထားပါတယ်။ဒါပေမဲ့ MNDAA တပ်များကလာရှုမျိုးတော်ခန်းမှာခလိုက်ရ41ခမရ900ခွန်အင်ဂျင်နီယာတပ်ရင်းအမှတ်959စောက်လွေတပ်ခွဲအမှတ်61နဲ့စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းလာရှုမျိုးလေကောင်ရဲစခန်းငူးရရဲတပ်ဖွဲ့မိသက်ဌာနစေယုံကြီးအပါဝင် လာရှုမျိုးလေနေရာများအလုံးကိုသိမ့်ပိုက်ထားမှုများကိုဓာတ်ပုံတက်တည်များနဲ့တကွာထုတ်ပြန်ထားတယ်လို့သိရပါတယ်။ထုတ်ပြန်ထားတဲ့ဓာတ်ပုံများမှာလာရှု၄စိမ့်နဲ့ အရှိမောက်တိုင်းစစ်ဌာနချုပ်တော့ပါဝင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရဇော်မဲလုံးကတော့လာရှိုးမျိုးကိုတင်ပိုက်နိုင်ပြီလို့ကြီးညာထားမှုများဟာသတင်းအမှားသာဖြစ်ပြီးတော့မဟုတ်မမှန်လောက်ကျန်ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်းထုတ်ပြန်ပြောဆိုထားပါတယ်။ MNDA အဖွဲ့ကလာရှိုးမျိုးကိုတင်ပိုက်နိုင်ပြီဆိုပြီးတော့ကြီးညာခဲ့တာတွေတွေးပါတယ်တမတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတို့ကအဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒီသတင်းဟာမဟုတ်မှန်ကြောင်းနဲ့ မဟုတ်မမှန်လောက်ချံဝါရဖြတ်မှုသာဖြစ်ကြောင်းရှင်းလင်းပြောကြားပြီးခဲ့ပြီးဖြစ်ပါတယ်လို့အကြမ်းဖက်ဇော်မဲလုံးကပြောဆိုထားပါတယ် MNDAA ကလာရှိုးမျိုးတိန်တပ်ပုံများမထုတ်ပြန်ပြီးအကြမ်းဖက်ဇော်မဲလုံးကမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဟာဇွန်လတိုက်ပွဲများအတွင်ထိခိုက်မှုများပြတဲ့အတွက်အခြေအနေမှန်ကိုဖုံးကွယ်ရန်စိတ်ဓာတ်ရေးရာထိခိုက်မှုကိုဖုံးကွယ်ရန်လာရှုံးမှာရှိတဲ့ရမခဌာနချုပ်ကိုတိမ့်ပိုက်နိုင်ပြီလို့သတင်းလွှင့်ခြင်းဖြစ်ကြောင်းအကြမ်းဖက်ဇော်မဲလုံးကပြောဆိုထားပါတယ် လားရှုံမျိုးပေါ်တချို့နေရာတွေမှာမော်တော်ကားနဲ့ရှောက်သွားပြီးတော့ဓာတ်ပုံရိုက်ဗီဒီယိုရိုက်ပြီးတော့ဝါရဖြန့်တာတွေကိုစောက်ရွက်နေတာတွေကိုတွေ့ရမှာပါလို့အကြပ်ဖတ်ဇော်မဲလုံးကပြောဆိုထားပါတယ်စစ်ကောင်စီကမြည်တော့ပင်ညင်းဆူစည်းကမူလားရှုံမျိုးနယ်တစ်ခုလုံးကို MNDA ကဖွဲ့စည်းထားတယ်အုပ်ချုပ်ရေးကော်မတီကစတင်အုပ်ချုပ်မှာဖြစ်ပြီးတော့ပြည်လဲထူထောင်ရေးနဲ့အုပ်ချုပ်ရေးများကိုစတင်ဆောင်ရွက်တော့မှာဖြစ်ကြောင်းဇွန်လ26ရက်နေ့မှာ MNDA ကတရားဝင်ထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ပိန်စရက်မြို့ကြောက်တန်းလေးကျေးရွာအနီးတိုက်ပွဲများဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်ကထိခိုက်ဒိဆုံးမှုရှိကတော်လိုင်းရဲဘော်တို့ကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ23ရက်နေ့မနက်9:30မိနစ်ခန့်မှာပိန်စရက်မြို့ ကြောက်တန်းလေးချေရွာအနီးအင်းအားတရာကနဲ့စစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNL ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တပ်တို့ကထိတွေ့တိုက်ပွဲ45မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တပ်မှ ရဲဘော်လာရောင်နဲ့ရဲဘော်တာရင်တို့နှစ်ဦးနိုင်ငံအတွက်အသက်ပေးလူခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့တိုင်စင်ရမြို့အခြေဆိုင်200ခွန်တက်လက်နက်ကြီးဂုံးက190မမလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ပေးမှုကြောင့်အနီးနားမှာရှိတဲ့ကျေးရွာများကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးပြည်သူ၈ဦးသေဆုံးက6ဦးထက်မနည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းကရဲဘော်တွေရဲ့ပြောပြချက်အရာ လဲကျနေတဲ့စစ်ခွေးတွေလည်းအများကြီးရှိတယ်။အရေအတွက်ကိုအတိမပြုတ်နိုင်တာပါစစ်ခွေးတွေတေးတာကတေးတယ်အတိအကျကိုအတိမပြုတ်နိုင်ပါဘူးကြာဆုံးသွားတဲ့ရဲဘော်တွေပြည်သူတွေအတွက်ပို့ပြီးတော့ကျွန်တော်တို့တွေစ조사တိုက်ထုတ်သွားပါမယ်ပြည်သူတွေအနေနဲ့အဖက်ဖက်ကပါဝင်ပြီးတော့တော်လှန်ပေးကြပါလို့ပြောချင်ပါတယ်လို့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တဲ့ဆက်သွယ်ရေးနဲ့မီဒီယာတာဝန်ခံရဲဘော်ကိန်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ချောင်းကြီးရွာကိုအချက်ဘတ်စစ်ကောင်စီကလေကြောင်းကနေ9ရက်ဇက်တိုက်ဖုံးကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူ9ဦးထပ်မင်းနဲ့ထိခိုက်ဒေဆုံးခဲ့ပြီးနေအိမ်48လုံးဖုံးကျဲကြောင်းနဲ့စာတင်ကြောင်းများလည်းပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လိုက်လာ19ရက်နေ့ကစတင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကတပိတ်ချင်းမြို့နယ်ချောင်းကြီးရွာကိုလေချောင်းကနေ9ရက်စတိုက်ပုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူ9ဦးထက်မနည်းထိခိုက်ဒိဆုံးခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကချောင်းကြီးရွာကိုစစ်ရေးပြင့်မှန်မဟုတ်ပဲဝိုင်းထွဲပုံကျဲလေရင်နဲ့26ကြိမ် MI-35 နဲ့14ကြိမ် Jet Fighter နဲ့17ကြိမ်ဇက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွဲမှာစာတင်ကြောင်းဖုံးကြီးကြောင်းနဲ့လူနေအိမ်48လုံးပျက်စီးခဲ့ရပြီးတော့လက်ရှိအချိန်မှာရှင်းလင်းရေးများကိုလှုပ်ဆောင်ရရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ